ညပူချိန်တွေညှော်နေပြီးပုံမှန်ထက်ပိုအေးနိုင်တဲ့လာနီညာအခြေအနေဟာဒသမပထမဆယ်ရက်ပတ်အတွင်းအားအနည်းငယ်ရှိတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒသမလပထမဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့လာနီညာအခြေအနေသတင်းအနေနဲ့အီကွေတာအနီးမှာရှိတဲ့အပူပိုင်းပစိဖိတ်သမုတ်တရားရဲ့ပင်လယ်ရင်မျက်နှာပြင်အပူချိန်နဲ့လေတုဖြစ်စဉ်တွေမှာအားအနည်းငယ်ရှိတဲ့လာနီညာအခြေအနေမှာရှိနေကြောင်းနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့သင်ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ ဒသမပထမဆင်ရက်ဘက်အတွင်းအားအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းသိရပါတယ်။လာနီညာဖြစ်စဉ်ဟာပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမဲ့အဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာရှေဘူရအားဖြင့်အရှေ့ဘက်ကနေလေဝေလိုင်းတွေတိုက်ခတ်တာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းရည်ရေဝန်တွေပုံမဖြစ်ပေါ်လာနေတာဒေသတချို့မှာညအပူချိန်တွေညှော်နေနိုင်တာနဲ့အချိန်ခါမဟုတ်မူရသောမှုဖြစ်စဉ်တွေပုံမဖြစ်ပေါ်လာတာဆတဲ့ရာသီဥတုဖြစ်စဉ်တွေဖြစ်ပေါ်လေးရှိတယ်လို့သိရပါဗျာ လာနီညာဖြစ်ပေါ်မှုနဲ့ပတ်သက်တဲ့အခြေအနေတွေကိုအချိန်နဲ့တပြေးညီဆက်လက်ထုတ်ပြန်ပေးပို့သွားမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။